မေတ္တာသီလာပေါင်းစည်းနိုင်၏ဤမမနာတောင်းတမြအပေါ်စီးနှင်းများဖုံးလွှမ်းနေတဲ့အလှကိုဒလိုင်းလာမအရှင်သူမြတ်ဤထိုင်ရာအိမ်ရဲ့မှန်ချက်များကနေတွေ့မြင်နေရတယ်သူတော်စင်ဒလိုင်းလာမရဲ့အထုဧည့်တော်အင်္ဂလီကန်ဂိုင်းကျုပ်ဆရာတော်ကြီးတူတူနဲ့အင်တာဗျူးအစီအစဉ်မှာပါဝင်လောက်ကင်မဲ့သူများနားနေဆောင်တဲ့ကိုအတူတကွရောက်ရှိနေကြခြင်းဖြစ်ပါတယ် တိဘက်ပြည်ကနေစပိရှောင်ဘဝနဲ့အိန္ဒိယနိုင်ငံမှာခိုလုံနေရသောဒလိုင်းလာမရဲ့ဇာအိမ်တော်လေးပါတိဘက်ဘာသာနဲ့ရေးသားထားသောကျမ်းစာအုပ်များရှီအောင်လက်ရာဗုဒ္ဓဆင်းတုတော်များနဲ့တင်းငိမ့်တည့်ရခြင်းကိုဖော်ဆောင်ထားသော နာနိဆောင်ဖြစ်ပါတယ်ကြောက်ရောက်လာကြတဲ့ဧည့်သည်များကိုတောက်ပတဲ့အပြုံနဲ့ကြိုဆိုရင်းအဲလာကြပါလာကြပါဒီနေ့အစီအစဉ်အတွက်မနေ့၂နာရီခွဲလောက်ကလေးကထပြီးတော့ တရားထိုင်ဖြစ်တယ်လေရေချိုးခဏနာပြီးတရားထိုင်တာကိုဆက်လုပ်ဖြစ်တယ်။ဩဘယ်နဲ့ချင်းလောက်ထိုင်ဖြစ်တယ်လဲမိတ်ဆွေကြီးဆရာတော်ကြီးတူတူကမေးလိုက်တာပါ။အင်း၅ချင်းလောက်ထိုင်ဖြစ်တယ်လေကိုဘဝရဲ့နောက်ဆုံးရေဆိုင်ရမယ်တေးချင်းတရားအတွက်ပြင်ဆင်ခြင်းပေါ့ဗျာဟေးဆရာတော်ကြီးတူတူကပြုံးဆဆာမျက်နှာနဲ့မိတ်ဆွေကြီးတရုတ်ဆိုးရက ခမည်းတေဆုံးပြီနောက် ဘယ်မှာလူအဖြစ်ပြန်ဝင်စားမယ်ဆိုတာကို ဆုံးဖြတ်ပိုင်ခွင့်မပေးထားဘူးတဲ့တော့ဆီဟာရောနှစ်ပါးဟာတကူကူတကီကီနဲ့ကြီးမောလိုက်ကြပါတော့တယ်ရှေးတိဘက်ဗုဒ္ဓဘာသာရဲ့ယုံကြည်ချက်မှာဒလိုင်းလာမာအဖြစ်တာဝန်ထမ်းဆောင်ရတဲ့သူတိုင်းယခင်ရှိကခွဲလွန်ပြီးတော့ဒလိုင်းလာမာပြန်လည်ဝင်စားသူအဖြစ်လက်ခံယုံကြည်လေးရှိကြပါတယ် ကျုပ်သေးဆုံးပြီးဘယ်မှာလူအဖြစ်ပြန်ဝင်စားမလဲဆိုတာခမားနဲ့တရုတ်စုရတို့အတူတူလိုက်ရှာကြပေါ့ဗျာနော်ဟေးဟေးကျုပ်နေ့စဉ်တရားထိုင်နေခြင်းကနောက်ဆုံးသေဆုံးခြင်းခီးကိုရင်ဆိုင်ဖို့အတွက်ပါပြန်လည်မွေးဖွားမယ်သေဆုံးသွားမယ်ဆိုတဲ့ဖြစ်စဉ်ကိုလေ့ကျင့်နေခြင်းပါပဲလက်တွေ့တရားထိုင်ရမှာတကယ်သေဆုံးသွားတာမဟုတ်ပေမဲ့တေအံ့စဲစဲခံစားမှုမျိုးဖြစ်ပေါ်လာတဲ့အထိကြင်ကြံဖြစ်တယ် ခန္ဓာနဲ့အုံနောက်ခံစားသိနေခြင်းတွေခိတ္တခန္ဓာရက်တန့်သွားခြင်းမျိုးပေါ့အသက်ရှူတာနှေးသွားမယ်နှလုံးဖုန်တာလည်းထို့တူပဲအုံနောက်အလုံးလုံးတာတွေရက်သွားမယ်ကျုပ်ကတရားထိုင်နေရင်ခိတ္တရက်တန့်သွားမယ်ပြန်ပြီးအတိဝင်လာမယ်ဒီလိုမျိုးကျင့်စဉ်ပါတကယ်တည်ခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါမှာဒီကျင့်စဉ်ကို တကယ်အသုံးချဖြစ်မလားဆိုတာတော့မသိဘူးပေါ့ဗျာ ဆရာတော်ကြီးနှစ်ပါးစလုံးမှာနက်ဆိုင်နဲ့နံပိုင်းဆိုင်ရာ spirituality ကိုကြိုးစားကြင်ကြင်အားထုတ်မှုတွေရှိနေကြတဖို့ကော် join စာအုပ်ကိုဖတ်ရင်နားလည်မိလိုက်ရပါတယ်ထင်ရှားတဲ့ဘာသာရေးကောင်းဆောင်များဖြစ်နေခြင်းထက်ပုံမိုးသောလူသားအရေးသေးများ သူတို့နှစ်ဦးထံကိန်းအောင်နေတယ်လို့ကမ္ဘာလူမှုအတိုင်းဝန်ကလည်းသတ်မှတ်ထားကြပါတယ်ခရီးယာဘာသာဝင်များလှုပ်ဆောင်လေ့ရှိတဲ့ဆူတောင်းခြင်းဗုဒ္ဓဘာသာဝင်များပြုလုပ်လေ့ရှိသောတရားထိုင်ခြင်း တရားအထုတ်ခြင်းများမှာအလွန်လေးနက်တဲ့အနှစ်သာရများရှိကြောင်းဆရာတော်များကလက်တွေ့ဘဝမှာနေထိုင်ပြုမှုလုပ်ကြရင် ဝေငှတင် जा ပေးနေကြပါတယ်။လူသားတိုင်းရင်ဆိုင်ရလိမ့်ရှိတဲ့ဘဝပြဿနာတွေမှာတိုက်ခိုက်မလား၊ရှောင်ပြေးမလား၊ fight or flight ဆိုတဲ့ပုံစံကနေတည်ငြိမ်စွာရင်ဆိုင်ဖြည့်ရှင်းခြင်းပုံစံကိုရောက်လာအောင် တရားထိုင်ခြင်း၊စွတ်တောင်းခြင်းတို့ကပံ့ပိုးမှုပြုနိုင်ပါကြောင်းနားလည်မိရပါတယ်။ ဆရာတော်ကြီးနှစ်ပါးစလုံးမိမိတို့ရဲ့အတွေ့အကြုံမိမိတို့သင်ယူခဲ့ရမှုများနဲ့ခံယူယုံကြည်သူများကိုအပြန်အလှန် sorry ပါခင်ဗျာနည်းနည်းမှတ်သားပါရစေ။ဆရာတော်ကြီးနှစ်ပါးစလုံးမိမိတို့ရဲ့အတွေ့အကြုံမိမိတို့သင်ယူခဲ့ရမှုများနဲ့ခံယူယုံကြည်မှုများကိုအပြန်အလှန်စိတ်နှော်နှီးနှော်ရမှာတဦးနဲ့တဦးလေးစားချစ်ခင်ခြင်းကိုဖော်ပြနိုင်ကြတယ်။ စကားအနိုင်ယူခြင်းဒေါသနဲ့တုံ့ပြန်ခြင်းမဟုတ်တဲ့မတူကွဲပြားသောနားလည်ခံယူချက်တွေကိုအပြင်းပြင်းအလန်လန်နားထောင်ခံစားပေးနိုင်တယ်။စကားပြောကြရင်လည်းစင်ကျင်စင်စားရင်အလေးထားတုံ့ပြန်ကြရတယ်။ဒလိုင်းလာမရဲ့တရားထိုင်ခြင်းအနှစ်သာရကိုနားထောင်ခံစားပြီးကြတဲ့နောက်မှာတော့ကဲအားလုံးအသိဖြစ်ရင်ကျုပ်တို့ပွဲတော်မင်္ဂလာကိုစတင်ပါမယ်။ခရိယန်ထုံတန်းအစဉ်အလာအရာကျုပ်တို့ဟာသခင်ယေရှုခရစ်တော်နဲ့ sorry ပါခင်ဗျာနည်းနည်းမှသွားထားပါတယ်ကဲအားလုံးအသိဖြစ်ရင်ကျုပ်တို့ပွဲတော်မင်္ဂလာကိုစတင်ပါမယ်ခရိယန်ထုံတန်းအစဉ်လာရကျုပ်တို့ဟာသခင်ယေရှုခရစ်တော်နဲ့ထက်တူထက်မြားဖြစ်ခြင်းတလုံးတဝရဖြစ်ခြင်းကိုပုံဆောင်တဲ့အနေနဲ့မုန်းနဲ့ဝိုင်းကိုမျှဝေတုံးဆောင်ကြပါမယ်ဆရာတော်ကြီးတူတူဦးဆောင်ပြီးမြင့်မြတ်တဲ့ဘွဲတော်မင်္ဂလာကိုအားလုံးပါဝင်ကြပါရစေ။ ရတော်ကြီးတူတူကဆူတောင်းချင်းတမာကျန်းစာရွတ်ဖတ်ခြင်းများပြုလုပ်ပြီးတိဘက်ရိုးရာမုံနဲ့ဝိုင်းကိုဝေမျှပေးပါတယ်။ဒလိုင်းလာမှာအရှင်သူမြတ်လည်းမှာတော့ပေးဝေတဲ့မုံကိုအရင်လက်ခံသုံးဆောင်ပြီးဝိုင်းကိုမျှဝေခြင်းမှာတော့သူ့ရဲ့ဘေဘက်လက်ကလက်စွပ်ဝတ်ထားသောလက်ချောင်းကို ဝိုင်းခွက်ထဲနှင်ပြီးဝိုင်းအဆက်ကိုနှုတ်ခဲနဲ့တို့ထီသုံးဆောင်ပါတယ်။အားလုံးအပေါ်သူဘုရားသခင်ထံမှငြိမ်းချမ်းခြင်းနဲ့ငြိမ်သက်ခြင်း အစဉ်အမြဲ တည်ရှိတက်ရောက်ပါစေတော့ဆရာတော်ကြီးတူတူရဲ့အဆုံးသက်ဆုတောင်းခြင်းနဲ့ပွဲတော်မင်္ဂလာပြီးဆုံးသွားပါတယ်တကယ်တော့ခရီးရန်များရဲ့ပွဲတော်မင်္ဂလာဟာဘာသာမတူသူများကိုပြုလုပ်ပေးလို့မရှိပါဘူးသို့ပေမဲ့ဆရာတော်ကြီးနှစ်ပါးကတော့အကာရန်တရိုင်းများကိုဖြူချပြီးတပေါင်းတစိမ့်တီဖြစ်ခြင်းကိုဖော်ပြလိုက်ကြပါတယ်အစီအစဉ်ပြီးမှဒလိုင်းလာမကိုတော်မြတ်ကြီးကမိတ်ဆွေကြီးကျုပ်ခရီးရန်ဖြစ်သွားပြီနော်အဲနုနုနု ဘဲကမလဲကျုပ်ရောခမရရောဗုဒ္ဓဘာသာဖြစ်တယ်အိန္ဒုဖြစ်တယ်မွတ်စလင်ဖြစ်တယ်ဂျူးဘာသာဝင်လည်းဖြစ်ကြတယ်ဗျာဟေးဟေးဟေးကျုပ်တို့ဗုဒ္ဓဘာသာဘုန်းကြီးတွေကမူးယစ်စီတယ်ဘဲလူအရာကုန်မှ မတော့ရဘူးဗျာခမရရဲ့ပွဲတော်မင်္ဂလာမှာတော့မြင့်မြတ်တဲ့အရာမို့လို့ကျုပ်နည်းနည်းတောက်လိုက်တာသိလားခမရမူးငင်ကာမမောက်ရအောင်နော်လာလာလာကျုပ်တွဲပေးရမလား တူးကိုတူးဦးလက်တွဲရင်းနားနေဆောင်တဲ့ကနေရီရီမော့မော့နဲ့ထွက်ခွာသွားကြသူနူဟာအနာကက်မျိုးဆက်များအတွေ့မေတ္တာနဲ့ပေါင်းစည်းနိုင်ခြင်းတည်င်းစကားကိုပယ်ဆောင်နေသူတွေလို့ကျွန်တော်နားလည်မိလိုက်ပါတော့တယ်နေတိုင်းနေတိုင်းတင်ယူနိုင်ပါပြီလားဒလိုင်းလာမအရှင်သူမြတ်နဲ့ဂိုင်းကျုပ်ဆရာတော်ကြီးတူတူလို့ကျွိုင်းဆိုတော့ဝမ်းမြောက်ရွှင်လန်းခြင်းအကြောင်းကိုဆွေးနွေးနေကြတာတဖြည်းဖြည်းနဲ့ရှိုင်းလာပါတယ် သူတို့နှုတ်ဦးရဲ့ဆွေးနွေးမှုတွေဟာမိမိတို့ကိုယ်တိုင်ခံစားဖြတ်သန်းနားလည်ခဲ့ရတာတွေကိုသာရိုးရှင်းစွာပြောဆိုခြင်းဖြစ်တာမို့နှလုံးသားချင်းထက်တူခံစားခွင့်ရလိုက်ပါတယ်သူတို့ဆွေးနွေးစကားပြောနေကြတဲ့နေ့ရက်များအတွင်းမှာစကားဝိုင်းစီစဉ်သူထံမိကွန်းတစ်ခုရောက်လာပါတယ်။မိကွန်းကိုမိလာသူကလူငယ်လေးတူပါ။နာမည်ကအီမိုရီဖြစ်ပါတယ်။မိကွန်းကတလိုင်းလာမအရှိန်သူမြတ်ကိုဥတီမေးမြန်းထားတာပါ။ မေခွန်းကဒလိုင်လာမအရှင်သူမြတ်ကိုဥတီမေးမြန်းထားတာပါဆရာတော်ကြီးရဲ့တွန်တင်ချက်များအစိုးအမိန့်များဟာကျွန်တော်အတွက်အင်မတန်မှခွန်အားရစေသလိုဘဝရဲ့ရည်မှန်းချက်ပျောက်မသွားအောင်လည်းတက်မှတ်ပေးနိုင်ခဲ့ပါတယ်ကျွန်တော်သိလိုတာကဘဝမှာကိုမျော်မှန်းတယ်လို့ဖြစ်မလာခဲ့ရင်ကိုရဲ့မူလကောင်းမြတ်ခြင်းတွေကိုဘယ်လိုနီးလန့်နဲ့ထိမ့်သိမ်းထားရပါမလဲ။ မိခုံကိုနားထောင်လို့အပြီးမှာလူတော်တော်များများဟာမိမိကိုကိုကျင်နာတက်ဖို့ရုန်းကန်နေကြရပါတယ်။ဒါဟာဝမ်းနည်းစရာပါပဲ။စဉ်းစားကြည့်ကြပါ။မိမိကိုကိုချစ်ခင်ကျင်နာမှုမရှိနိုင်သေးပဲဘယ်လိုလုပ်ပြီးသူတပားအပေါ်ချစ်ခင်ကျင်နာခြင်းတွေကိုဆန့်ထုတ်ဖြန့်ဝေပေးနိုင်မှာပါလဲ။လူသားတွေရဲ့အမူလာတဘာဝမှာကောင်းမြတ်ခြင်းတွေအကျိုးပြုနိုင်စမ်းတွေရှိပြီးသားပါအဲ့ဒီအခြေခံမူလစွမ်းအားတွေကြောင့် တတိနဲ့မိမိကိုယ်ကိုယုံကြည်မှုတွေရှိလာတာဖြစ်ပါတယ်။တတိပြုရမှာကမိမိကိုယ်ကိုကြီးပဲအလေးပေးအာရုံစိုက်တာများနေရင်တော့စိုးရိမ်စိတ်မလုံးမချုံစိတ်နဲ့ကြောက်စိတ်တွေဝင်လာမှာတေးကြပါတယ်။အဲ့ဒီလိုအပြုသဘောမဆောင်တဲ့စိတ်အခြေအနေတွေဖြစ်လာပြီးဆိုရင်တတိရလိုက်ဖို့ကငါဟာတယောက်တည်းအထီးကျန်နေသူမဟုတ်ဘူးလို့တကယ်တော့ကိုဟာအနာကက်လူသားမျိုးနွယ်အထက်မှာ ပါဝင် ပတ်သက်နေရတဲ့သူပါ။ ဒီလိုနားလေခံစားလိုက်နိုင်ရင် ကိုယ့်ဘဝရည်မှန်းချက်အတွက်ခွန်အားတွေပြန်လဲရရှိလာပါလိမ့်မယ်လူတိုင်းမိမိမှာအကန့်အသတ်တွေအားနည်းချက်တွေရှိနေတယ်ဆိုတာကိုသိမြင်နားလေဖို့လေလိုအပ်သဘောအဲ့ဒါလိုသိမြင်နေတယ်ဆိုတာကအပြုသဘောဆောင်တဲ့အခြေအနေပါဉာဏ်အလင်းပွင့်နေခြင်းလည်းဖြစ်နေသဘောလေကိုယ်မှာဘယ်လိုစွမ်းရည်ကိုတော့ဖြည့်တင်းဖို့လိုနေတယ်ဆိုတာသိရင်ဖြည့်တင်းပါတိုးတက်အောင်လုပ်ပါ ဒါမှမဟုတ်ငါကတော့အာလုံးပြည့်စုံနေပြီ။ဘာမှထက်ပြေးစရာမလိုဘူးဟေလို့ထင်မြင်နေတယ်ဆိုရင်အဲ့ဒီလိုလူမျိုးကတော့အနာကက်နေရများအတွက်တိုးတက်အောင်မလုပ်နိုင်တော့တဲ့သူဖြစ်မှာတေချာပါတယ်။တိဘက်တွေရဲ့စိုးစကားတခုရှိတယ်။တဘာဝစမ်းပေါကြီးအိုင်လေးဖြစ်လာဖို့ရေကဘယ်နေရာကနေလာပါသလဲတဲ့။တောင်ပေါ်ကကြဆင်းလာတာလား။တောင်ကြားထဲကလာတာလား။ တကယ်တော့စမ်းပေါက်ရေအိုင်ကြီးဖြစ်ထွန်းလာဖို့နိုင်တဲ့နေရာတွေမှာရေတွေအရင်စုဝေးနေမှသာ ဖြစ်ပေါ်လာရတာပါ လူဘဝမှာနှိမ်ချတတ်တဲ့စိတ်သဘောတားဟာအရေးကြီးပါတယ်မိမိကိုယ်ကိုနှိမ်ချနိုင်မှသာတင်ယူစည်းပူးခြင်းကိုပြုလုပ်နိုင်မှာမို့ပါဒီအကြောင်းကိုနေရာတိုင်းမှာပြောပြဖြစ်ပါတယ်ကျုပ်ကိုယ်တိုင်လည်းအခုအသက်80ကျော်လာပါပြီဒါပေမဲ့ကိုကိုကိုကြောင်းသားတယောက်လိုခံယူနေသေးပါပြုံးပြုံးလေးနားထောင်နေတဲ့ဆရာတော်ကြီးတူတူက ဟေးတကယ်လားဗျာမိတ်ဆွေတကယ်ပါနေတိုင်းနေတိုင်းတင်ယူစီးပူလျက်ပါဗျာဒါကြောင့်ခမည်းဟာအန်အောဖွယ်လူသားတယောက်ပါလို့ကြောက်ကခဏခဏပြောနေတာပေါ့ဟဲ့ကြုံလဲထင်သားပဲဗျာခမည်းကအဲ့ဒါလူပြောလိုက်မယ်ဆိုတာထင်ပါရဲ့ဗျာဟဲ့ နားဆင်ပေးကြတာအလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကိုပီတိခန်းစားချရထားတဲ့ The Book of Joy သာဝရပျော်ရွှင်နိုင်ဖို့တင်ယူခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်နားဆင်ပေးကြတာအလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ